အိုင်ရွန်ဒုံဒုံခွင်းဒုံစနစ်ကိုထိုးပေါက်ကဣစရိကာကွယ်ရေးဌာနချုပ်ကိုထိမှန်အရှိအလဲပိုင်းဒေသတွင်တင်းမာမှုများမြင့်တက်နေစဉ်အတွင်းဣစရိကိုဒုံကြည်ရများမှကကွယ်ပေးသည့်အိုင်ရွန်ဒုံဒုံကြည်ကာကွယ်ရေးစနစ်တွင်အားနည်းချက်ရှိနေဟန်ရှိကအီရန်ဒုံကြည်သည်တဲအပိမျိုးရှိအစ္စရေးကာကွယ်ရေးဌာနချုပ်ကို ထိမှန်ခဲ့သည့်အစ္စရေးကအီရန်ကိုဒုံးကျည်များဖြင့်နှစ်ကြိမ်တိုက်ခိုက်မှုအပြီး24နာရီအတွင်း အီရန်၏လက်တုံ့ပြန်တိုက်ခိုက်မှုပေါ်ပေါက်လာခြင်းဖြစ်သည့် The Times ကအတည်ပြုထားသည့်လူမှုမီဒီယာအနက်ပြန့်နှံ့နေသောဗီဒီယိုတစ်ခုတွင်အစ္စရေးကာကွယ်ရေးထားနှချုပ်အပါဝင်စစ်ဖက်ဆိုင်ရာအဆောက်အုံများစွာတရှိသည့်တဲအပင်းမြို့လေတနေရာကိုအီရန်ဒုံးကျည်ထိမှန်ခဲ့သည်ကိုတွေ့မြင်ရသည့်16စက္ကန့်ကြာအဆိုပါဗီဒီယို၌အစ္စရေး၏အိုင်းရင်ဒုံဒုံးကျည်ကာကွယ်ရေးစနစ်သည်ကြာလာသောအီရန်ဒုံးကျည်များကိုကြားဖြတ်ဟန်တားရန်စူးစမ်းနေသည်ကိုတွေ့ရသည် ထို့သောအီရန်ဒုံးကြီးတစင်းကကာကွယ်ရေးစနစ်ကိုထိုးဖောက်ပြီးအစ္စရေးကာကွယ်ရေးဌာနချုပ်ကိုထိမှန်ခဲ့သည့်ဗီဒီယိုအစပိုင်းတွင်တဲအပစ်မျိုးမှဒုံးကွင်းဒုံးများပြစ်လွတ်နေသည်ကို တွေ့ရသည်ထို့နောက်ဒုံးကြီးအလင်းတန်းတစ်ခုပေါ်လာကကာကွယ်ရေးဌာနချုပ်ကိုထိမှန်သွားခြင်းဖြစ်သည်အစ္စရေးသည်တောက်ကြနေမနက်ပိုင်းကနျူကလ িয়ার နှင့်စီးရီးအဆောက်အုံများကိုပစ်မှတ်ထား၍အီရန်ကိုလက်ဦးမှုယူကာတိုက်ခိုက်ခဲ့သည်ထိုနေ့နောက်ပိုင်းတွင်အစ္စရေးသည်အီရန်ကိုဒုတိယအကြိမ်မြောက်တိုက်ခိုက်ခဲ့ပြီးပစ်မှတ်ပေါင်း200ကျော်ထိမှန်ခဲ့သည် အီရန်ကလည်းညပိုင်းတွင်လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီးတဲအဖစ်နှင့်ဂျေရုဆလင်မြို့ကြီးများတွင်ပောက်ကွဲသံများကျခဲ့ရသည့်အစ္စရေးကာကွယ်ရေးတပ်မှပြောရေးဆိုခွင့်ရှိသူဒူဘိုမူဂျီနာဒက်ရှူရှန်နီကအရှိအလေပိုင်းလက်ရှိတင်းမာမှုများအတွက်အီရန်ကိုအပြစ်ဖို့ခဲ့သည်နာဒက်ကအရှိအလေပိုင်းလက်ရှိတင်းမာမှုတွေအတွက်အီရန်မှာတာဝန်ရှိပါတယ်နျူကလ িয়ার လက်နက်တွေထုတ်ဖို့နဲ့အစ္စရေးကိုမြေပုံပေါ်ကပျောက်အောင်လုပ်ချင်တဲ့အီရန်ရဲ့ကြိုးပမ်းမှုတွေကြောင့်ဒီအခြေအနေထိဖြစ်လာရတာပါဟုပြောသည် အစ္စရေးဒီမိုင်းပေါင်းထောင်ချီဝေးမှနေ၍အကြမ်းဖက်ပြစ်မှတ်များကိုအတိအကျတိုက်ခိုက်ခဲ့တော်လဲအီရန်ကအစင်ချင်းမဲ့စွာဖြင့်အရက်သားများအပေါ်ဒုံးကျည်များဖြင့်ဖြစ်ခတ်ခဲ့ကြောင်းနာဒက်ဖာပြောသည့်အီရန်၏နိုင်ငံအုပ်ဆောင်အယာတိုလာအလီခါမီနီကအီရန်တပ်ဖွဲ့များသည်အစ္စရေးကိုရင်ဆိုင်ရန်အသင့်ဖြစ်နေကြောင်းနှင့်တာဝန်ရှိသူများနှင့်ပြည်သူများကရင်းတို့စစ်တပ်ကိုထောက်ခံကြောင်းစနေနေ့ကပြောကြားခဲ့သည်